လူသည်တွေခါပြမယ်မထွန်မနှမ်းအမူအရာတွေလုပ်မယ်မဟုတ်တရုတ်တွေကိုလုပ်မယ်အဲ့လိုစီမရတဲ့ reaction တွေက react တွေကပိုများတယ်ပညာပေးစကားတွေပြောရင်ဆိုတဲ့သူတွေရတဲ့ reaction ထက် react အလုံးမင်းလန်ရေ emoji YouTube channel ကျိုးလိုက်ပါတယ်ဒီနေ့ဒီဆက်ပြန် view fan တွေက view fan လေးဖြစ်ပါတယ် view fan လေးပဲဖြစ်တဲ့အချိန်ဒီမြန်မာနိုင်ငံမှာအောင်မြင်ခြင်းရင်အဲဒါလည်းမျိုးဒါလည်းမျိုးလှုပ်ဆိုပြီးတော့ ဒီဆီယမ်မာကြီးအင်မွန်တင်ရနေပြီးပြပြလိုက်ပြီးဖန်လေးပေါ့နော်ဒီဖန်လေးကျွန်တော်အမီပြသက်တည်းဆက်ပြပါအောင်ကျွန်တော်ပြပြလိုက်အဆုံးတက်လေးလည်းပဲကြည့်ရှုပေးဖို့ခက်ခဲကြမှာလေဒီထဲမှာအွန်မီဂျင်နဲ့တူရှိတယ်ဆိုရင်တော့ဒီဖန်လေးကိုအဆုံးထိကြည့်ပေးဖို့နော်အဆက်နဲ့ကျွန်တော်ပြဖန်လေးကိုဆက်လိုက်အောင်အောင်မြင်ခြင်းမထော်မနှမ်းနေလို့လားအချို့တက်ရင် TikTok မှာပို့ပြီးသိတာရယ်နော် မထော်မနှမ်းနေလုံးလိုက်ကျမတို့လိုပညာပေးစကားတွေပြောနေဆိုတဲ့သူတွေရတဲ့ reaction ထက် react ထက်ပေါက်ပန်းလေးစေမထော်မနှမ်းလူသီးတွေခါပြမယ်မထော်မနှမ်းအမူအရာတွေလုံးမယ်မဟုတ်တရုတ်တွေကိုလုံးမယ်အဲ့လိုစီမာရတဲ့ reaction တွေက react တွေကပိုများတယ်သိလားဆရာလူတွေကကောင်းတာထက်မကောင်းတာမှာပိုပြီးတော့မှမွေ့လျော်တဲ့သဘောရှိတယ် အဲ့တော့အောင်မြင်ခြင်းလေဆိုရင်စောက်ဘောစောက်လို့တွေတာလုံးလိုက်အဲ့လိုပဲပြောတော့စောက်ဘောစောက်လို့လုံးလို့ရှိရင်အဲ့ဒါအောင်မြင်ပြီအောင်မြင်ပြီရိုးရိုးတမယိုးကြလူလူသူလူကောင်းကောင်းမွန်မွန်နဲ့ဆိုရင်လူမသိဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့လူငယ်တွေကအလွယ်လိုက်လာတာလीနော်မထော်တယော်တွေပြောရောမထော်တယော်တွေလှုပ်ရောအမလီငပိဆိုင်မူးလို့အန်လို့ဆိုတာတွေအဲအဲ့လိုမျိုးတွေနော်ဟိုတနေ့ကပါလဲ ကြည့်လိုက်ရပါတယ်အင်းအင်တာဗျူးလေးတခုပို့လို့ရှိရင်အင်အားကိုမရလို့ရှိလို့ရှိရင်ဘာဖြစ်တယ်ဆိုလားရားတယ်ဆိုလားရန်တယ်ဆိုလားဘလို့ဖြစ်တယ်ဆိုအဲ့လိုကြီးပေါ့ဘလို့ attention any attention အဲ့တော့အဲ့လို attention မှာကောင်းတဲ့ attention နဲ့မဟုတ်ဘူးနော်တိလားဘလို့နီးနေပဲဖြစ်ဖြစ်လူသိရင်ပြီးသွားနံပါတ်၁လူသိဖို့ဆိုပြီးတော့မှလीအဲအဲ့လိုမျိုးတွေလောက်ကြပြုတ်မှုကြတာပေါ့အဲ့တော့လူငယ်တွေကဘာဖြစ်လဲဆိုရေးလိုက်လွဲသွားကြပြီ ကိုယ့်ရဲ့ ability နဲ့ကိုယ့်ရဲ့ talent နဲ့ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့တိဆောက်တဲ့ဘဝအထက်လူဘလို့သိမလဲလူသိရင်ပြီးရောဘလို့မျိုးဆိုရင်ဖြစ်မလဲလူသိဖို့လူအဲ့ဒီ reaction တွေရဖို့ react တွေရဖို့လူတွေသိဖို့ like တွေများများရဖို့အဲ့ဒါကိုပဲဦးတည်ရှေးရှုပြီးတော့မှအဲ့လိုပဲလုပ်တာနော်အဲ့တော့အောင်မြင်ခြင်းလားမြန်မာပြည်မှာစောက်ပေါ့စောက်လောတာလုပ်လိုက် အောင်မြင်ခြင်းစောက်ပေါ်ဆောက်လောလုံးလိုက်အဲ့ဒါမြန်မာပြည်မှာအောင်မြင်တယ်အဲ့တော့စောက်ပေါ်ဆောက်လောလုံးလို့အောင်မြင်တယ်ဆိုရင်စောက်ပေါ်ဆောက်လောကိုအားပေးနေတဲ့ဟာတွေကစောက်ပေါ်ဆောက်လောထက်အောက်ကျတဲ့ဟာတွေအဲ့တော့ကျမတို့တွေကကျမတို့အဆင့်တန်းကြီးတွေကဘလို့ကြီးဖြစ်သွားပြီလဲဟုတ်လားအခုကြည့်လိုက်ဘာရင်မဟုတ်ဘူးနော်ပရဟိတလုပ်တယ်ရေခဲချောင်းတယ်သူကသူရေခဲရောင်းရောင်းနေတယ်စိန်ဆိုင်ကခေါ်ပြီးစိန်ဆိုင်မှာတစ်တော့ကခိုင်းတယ်သူ့ကိုကြိုးအတွက် attention ယူတာ attention ယူလိုက်တာဟာကိုရုပ်ရှင်ရိုင်းအောင်မယ်တဲ့သူကအမှုပညာဝန်ဆောင်ဘလောက်ပြည့်လို့တော့ရုပ်ရှင်ရိုင်းရကျွန်မဟိုဟိုဟိုအမကြီးအမဲလိုက်အကအမကြီးတော့လည်းကျွန်မပြောတော့ကျွန်မကိုဝိုင်းဆဲကြတယ် professional career ဆိုတာရှိသေးတယ်ဝန်ဆောင်ဆိုတာရှိသေးတယ်အခုရုပ်ရှင်ရိုင်းအောင်မယ်တဲ့ အနုပညာဝန်စာဘလောက်ရှိလို့တော့အနုပညာဝန်စာပြည့်တဲ့အနုပညာရှင်တွေတောင်မှဘင်းဒီအနုပညာလောကထဲမှာမကွဲပြောက်သောအောင်စူးစမ်းရုန်းကန်နေကြရတာအဲ့လိုမျိုးအလွင်လန်းကနေလာပြီးတော့မှတခါတည်း attention ယူပြီးတော့မှပြည်သူတွေရဲ့စိတ်ဝင်စားမှုယူပြီးတော့မှရုပ်ရှင်ရိုက်မယ်တဲ့ရုပ်ရှင်မင်းသားတင်ရိုက်မယ်တဲ့အဲ့လိုလူမျိုးကိုကျွန်တော်တို့ကအားပေးရအောင်ပါလားပညာရှင်ကိုပဲလိုချင်တယ်လေပညာရှင်ကိုပဲကြည့်ချင်တယ်လေအဲ့လို attention နဲ့အဲ့လိုမျိုးဆိုရင် ပေါပေါလောလောတွေမဖြစ်သွားဘူးလားအဲ့တော့အခုကအဲ့လိုမျိုးဘသူနည်းနည်းလေးတန့်ငနည်းဖြစ်တယ်လေစီဝိုင်းသမားကလည်းခေါ်ပြီးပလေးလိုက်တာအဲ့တော့ဟုတ်တယ်အဲ့လိုပလေးခတ်တော့ဘာဖြစ်လဲဆိုတော့ပဆန်ရတယ်အဲ့တော့သူ့ဘဝအတွက်တော့အကြောင်းတစ်ခုအတွက်တော့အဆင်ပြေသွားမှာပေါ့နော်အဲ့တော့အဲ့လိုအဆင်ပြေခြင်းနဲ့အဲ့လိုမျိုးထင်ပေါ်ခြင်းနဲ့အဲ့လိုမျိုးခဏလေးမဲ့ဖြစ်ဖြစ်နော်ကိုယ့်ရဲ့ talent ကိုရဲ့ ability တွေမဟုတ်ဘဲနဲ့ခုနလိုပေါ့ခဏလေးပဲဖြစ်ဖြစ်ကောက်ရုံးမီလိုမျိုးဖြစ်သွားခြင်းနဲ့ဆိုရင်ကျမနှီးပေးလိုက်မယ်ခုနငွေပွားနှီးပေးပါတည်သိန်းလို့ပြောလို့မလို့နှီးပေးလိုက်မယ်ပေါ်နိုင်သမျှပေါ်ဆောက်ပေါ်ဆောက်လို့တွေသာလုပ်ပြလိုက်နော်ပေါ်နိုင်သမျှပေါ်ပြီးဆောက်ပေါ်ဆောက်လို့တွေလုပ်လိုက်လို့ရှိလို့ရှိရင်လူတွေရဲ့စိတ်ဝင်စားမှုရလိမ့်မယ်ခဏကောက်ရုံးမီဖြစ်လိမ့်မယ် ဇီးပွားရေးသမားတွေကလာပြီးတော့မှသူတို့ရဲ့ဆိုင်ဆိုင်ပုံရှိမှာ TikTok ခိုင်းလိုက်မယ်ရေတို့မှာတော့ပတ်စံရသွားလိမ့်မယ် talent တွေ ability တွေမပိုင်ရေရှိမခံဘူးကျမတို့ဒီလောကမှာယက်တည်နေတာကျမတို့လည်းကျမတို့ဝမ်းစာနေကျမတို့ talent နဲ့ကျမတို့ ability နဲ့ကျမတို့ယက်တည်နေတာဘယ်သူဖြက်ဖြက်မပြတ်ဘူးဘယ်သူလာတိုးချာချာမတွန်းကြမကြသွားဘူး ကိုယ့်ရဲ့အရေးချင်းကိုယ့်ရဲ့ပညာဝန်းစာနဲ့ရက်တည်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အခြေခိုင်တဲ့ foundation ခိုင်တဲ့အဲ့တော့ငွေပွားနည်းဆိုလို့နော်ပေးပါဆိုလို့ပေးလိုက်ပြီမြန်မာပြည်မှာအရန်အောင်မြင်မှုလွယ်တယ်မြန်မာပြည်မှာအောင်မြင်ခြင်းတစ်တော့မှာစောက်ဘောစောက်လို့တွေသာလောက်လာအဲ့ဒါဆိုအောင်မြင်ပြီနော်အဲကြရင် အမစိန်ဆိုင်တွေကလိုက်လာလိမ့်မယ်သူတို့ဆိုင်ဆိုင်ပုတ်ရှိမှာ TikTok ကခိုင်းလိမ့်မယ်နော်အဲ့ကြရင်အမှုပညာရှင်ဖြစ်သွားပြီနော်အဲ့ကြရင်ပတ်စံရလိမ့်မယ်ဟုတ်ပြီလားနော်ကျမတို့အဆင့်ဆိုရင်ဘာမှမဟုတ်တဲ့အဆင့်ဒါရောင်မှပင်ကျမတို့ဟာပြည်သူကို toxic ဖြစ်စေတဲ့စကလုံးဆိုရှောင်ကျင်ရတယ်ဘာဖြစ်လို့ကိုယ့်ကိုချစ်လို့နားထောင်နေတဲ့သူတွေကိုအသိပညာရင်းဘဝတုတ္တရင်းအသိဉာဏ်ရင်းကိုတီးတဲ့လောက်တွေပဲဖြန့်ဝေခြင်းနဲ့မျှဝေခြင်းနဲ့နော်ခုနပြောသလိုအတူယူမလွဲစေခြင်းမို့ ကိုကိုချစ်တဲ့သူတွေကိုအတူယူမလွဲစေချင်ဘူးဘာဖြစ်လို့လဲဆိုတော့အာ influence ဖြစ်တာ influence ဖြစ်တာအဲ့တော့အမှုပညာရှင်တွေအနေနဲ့ကပို့ပြီးတော့မှသတိထားတဲ့အမှုပညာဖန်တီးမှုတွေကျမတို့အခုဆိုလို့ရှိရင်လင်လူမညာလူတာလေးအိမ်တော်ကြီးဖောက်ပြန်တာရင်းအယမ်းများတယ် နော်အရန်များတယ်ဆိုတဲ့ခါကျတော့မင်းသားမင်းသမီးချောချောလေးတွေနဲ့အိမ်တော်ကြီးကိုလှလှပပကြီးကောင်းကောင်းကြီးဖောက်ပြန်နေတဲ့ကားတွေကိုမြင်ရတာဒီကျမတို့အခုပတ်ဝန်းကျင် အတိုင်းဝိုင်းမှာလည်းအဲ့လိုဖောက်ပြန်မှုလေးတွေကိုခက်စိတ်စိတ်ကလေးမြင်လာရတယ်ဒါဒီ normal ပဲဒါဒီအများဒီလိုပဲဖြစ်နေတာပဲဟာဒါဟာ easy ပါ ဆိုတဲ့ကာချာကိုဖြစ်စေတယ် ဟုတ်ရင်တော့ဆိုတာအိမ်တော်ကြီးဖောက်ပြန်တာတွေဆိုကြောက်စရာကောင်းနေသူများပစ္စည်းခိုးတာတွေဆိုကြောက်စရာကောင်းနေဆိုတဲ့ဟာမျိုးတွေအဲ့တော့ဒီခေတ်ဒီကာလကတော့အရန်ပွင့်လင်းမြင်တာတယ်ဆိုတာပွင့်လင်းမြင်တာတယ်ဆိုတာထက်လဲကျမတို့ကရိုးရာယဉ်ကျေးမှုဆိုတာရှိသေးတယ်ဒလိထုံနှန်းစင်လာတွေဆိုတာရှိသေးတယ်ဘာသာရေးရဲ့အဆုံးအမတွေဆိုတာတွေရှိသေးတယ် နော်အဲ့တော့အခုဆိုရုပ်ရှင်တိုင်းဟာအိမ်တော်ကြီးဖောက်ပြန်တဲ့ကားကြီးကြီးပဲသူသူလင်ကိုကိုလူဟာကိုမယားကိုသူလူ နော်တခါလေးကိုဟာလင်ယောက်ျားတယောက်ကိုမိန်းမတွေအများကြီးအဝိုင်းလူအိမ်တော်ရှိတဲ့ယောက်ျားတွေကဖောက်ပြန်ဒီလိုကားကြီးကြီးပဲများတယ်အဲ့တော့အပြင်မှာလဲအဲ့ဒီလိုဇက်ရုပ်တွေကိုကြည်ထားတာဖြစ်တဲ့အတွက်ကြောင့်အပြင်မှာလဲဒါတွေဟာ ဖြစ်ရောဖြစ်စဉ်ဆိုတဲ့ဟာမျိုးတွေစီကိုသွားစေတယ်เนาะဒါကြောင့်မလို့အရန်အမှုပညာဟာ influence ဖြစ်ပါတယ်ဒါကြောင့်မလို့ Korea wave ဆိုပြီးတော့မှတခါတည်းကို Korea line ကတခါတည်း Korea အမှုပညာတွေကမ္ဘာကိုပောက်သွားတဲ့အချိန်မှာ Korea ရဲ့အကုန်လုံးရိုးရာရင်ကျင်းမှုတွေကအကုန်လုံးကမ္ဘာရဲ့ရက်ကို influence ဖြစ်သွားတာ Korea kimchi Korea ပဲခေါင်ဆွဲ soju ဟုတ်လား အဲ့တော့အမှုပညာရှင်တွေအနေနဲ့လဲပတ်စံရတာတခုတည်းမဟုတ်ဘဲနဲ့ပြည်သူကို toxic ဖြစ်စေတဲ့ဟာမျိုးလေးတွေဆိုရင်တော့ရှောင်ကျင်စေခြင်းနဲ့အသိပညာဘဟုတုတရစေတာမျိုးလေးတွေနော်ဒီလိုမျိုးလေးတွေကိုဖန်တီးကြစေခြင်းနဲ့အခုချိန်မှာတိုင်းပြည်ကအဖက်ဖက်ကနေပြီးတော့မှချွတ်ချုံကြပြီးစိတ်ဓာတ်စီကံ ညာအညာရာကိုအောက်ကိုရောက်နေတဲ့ချိန်မှာတဖက်တလန်းကအမှုပညာအားဖြင့်ပြန်ပြီးတော့မှ စိတ်သက်တီကိုမြင့်တင်ပြီးတော့စိတ်သက်တီကိုကောင်းမွန်အောင်ဒီလိုမျိုး လုတ်ပေးတဲ့အမှုပညာဖန်တီးမှုတွေပို့ပြီးတော့မှဟိုလူငယ်တွေအနေနဲ့လည်းကြည့်လို့ကောင်းပြီးတော့မှအသိပညာဘဟုသုတမျိုးလေးတွေရသွားစေတာအတုယူသွားစေချင်တာအတုခိုးသွားစေချင်တာအခုကသားဆိုရင်တတိသားဆိုစိုးမယ်မိမပစံကိုထိုင်ဖြုံးတီးမယ်ဟာစေးချမယ်ဟာမိန်းမရှုံမယ်အဲဒီလိုဇက်ရုပ်တွေတတိသားဆိုရင် ဟာဘလို့စူးစမ်းပြီးဘလို့အောက်တက်ကြည်ပြီးတော့မှဘလို့ဘဝအောင်ဘလို့ဖြစ်ပြီးဘယ်လိုမျိုးလေးအဲဆိုတော့ယင်ကြည်တယ်ဟာအမိဘအောင်အမေကိုခံပြောမယ်အဖေကိုခံပြောမယ်နော်အိမ်ဘဝကနေဆင်းသွားမယ်အဲဒီလိုဇက်ရုံမျိုးတွေနော်ဆိုတော့လူငယ်တွေဟာလေအဲ့ဓာတွေကို influence ဖြစ်ပါတယ်နော်အဲ့ဒါတွေရဲ့လွှမ်းမိုးမှုတွေကလူငယ်တွေစီကိုရောက်ပါတယ်နော်ဒါကြောင့်မလို့လေအမှုပညာဟာအရန်ကြောက်စရာကောင်းတဲ့လက်နက်တစ်ခုပါကဘာမှာနော်အမှုပညာဟာတကယ်ကိုတိုင်းပြည်ကိုတောင်ဖြည့်ဆည်းပလိုက်လို့ရတယ်အမှုပညာကြီးနဲ့ เนาะအရန်ကိုအရန်ကို soft power ဖြစ်ပါတယ်เนาะဒါကြောင့်အမှုပညာရှင်တွေအနေနဲ့ကလင်းအသိပညာဘဝတုဒ္ဒရီအများကြီးပေးစီတဲ့ဟာမျိုးတွေမဟုတ်ဘူးဆိုရင်တော့မှအစိတ်တောက်ဖြစ်စေတဲ့ဟာမျိုးတွေဆိုရင်တော့ရှောင်ကျဉ်စေတဲ့တယ်။ကျွန်မခုနပြောသလိုပေါ့အတင်းမောသားတိုင်းဟာနှာဘူးရုပ်ရှင်နေထဲမှာ professional career ကို ထိခိုက်တယ်လေ။ဟုတ်လားအပြင်က professional career ကိုထိခိုက်တယ်။ဟို director ကလာရင်မင်းသမီးကိုကြံမဲ့အကောင်ဒီနှာဘူး နော်မင်းသမီးကိုတခါတည်းကိုဟိုဇက်ဖို့ထောက်ရတဲ့ဟာဒီသူ့ရဲ့ job ဒီဘာလဲသူ့ရဲ့ object opportunity ဒီဘာလဲတင်မောသားတင်မောသားတွေဒီနှာဘူးအဲ့တော့လူတွေအမြင်မှာတင်မောသားဒီနှာဘူးဖြစ်သွားပြီအချောက်တီဆိုရင်ဗယံမတာတွေအကုန်လုံးတန်ဖိုးမဲ့ဟာ rapper တွေဆိုငပေါ်အယူရွာသားတွေဆိုရင်ပစိုးတိုတိုဝိတခါတည်းကိုဟိုထန့်ရီတဲမှာထန်းတဲမှာထန့်ရီတောက်ပြီးတော့မှမိုးပြီးရန်ဖြစ်နှပန်းလုံး ပုံချနေပြီတကယ်အပြင်လောကကြီးမှာအတိုင်းနေဟုတ်လို့လားမဟုတ်ပါဘူးနော်မဟုတ်ပါဘူးနော်ဟုတ်တယ်မလားဒါကြောင့်မလို့အမှုပညာကျမတို့မြန်မာပြည်ကမြန်မာပေါ်ကားလို့ပြောတာလေနေတော်နေသေးတယ်ဟုတ်ကဲ့ပါမျိုးလေးကျွန်တော်ပြန်ဖန်လောက်ပါပဲဒီဖန်လေးကြည့်ပြီးအမျိုးလေဘူးရသင်ခန်းစာတစ်ခုခုရရှိလိမ့်မယ်လေမြင်လင်းပါတယ်ဒီဗီဖန်လေးကဒါဒီမြန်မာနိုင်ငံမှာအခုလော့ဖြစ်ပြနေတဲ့အကြောင်းအလည်းပတ်သက်ပြီးတော့ဒီဆယ်လီဖြစ်ရှင်တော့ဒီမအင်မိုတင်ပြောလို့လောက်လိုက်ပါတော့ ီလိုနဲ့ပတ်သက်ပြီးတော့မျိုးရထင်မြင်ဆက်ကျင့်တဲ့အကြံပေးခြင်းနဲ့ဆိုရင်ကျွန်တော် comment မှာ message ပေးကလေးရတယ်။ရော channel နဲ့ပူတရရဲ့အကြောင်းနဲ့ဟာတာပြီးမယ်တိဆက်ပြီးမှာမို့ကျွန်တော် channel like subscribe နဲ့ like subscribe နဲ့ channel notification bell လေးကိုလည်းနှိပ်ကြည့်ဖို့တောင်းဆိုချင်ပါတယ်။ရော channel အားပေးကြည့်ရှုတူတူရခင်တဲ့ကျေးဇူးများတင်ပါတယ်။